ပင်မှာသပင်ကအနေအောင်အယောင်ဆိုးထတာအနေအောင်ပေါ့နော်အဲသပင်အနေအောင်ဆိုးထတာနဲ့ပတ်သက်ပြီးတော့လဲပေါ့နော်သူတို့ကဟိုပြောတယ်ပေါ့နော်အနေအနေအောင်အဲ့လိုလိုသဘောကျရလားပေါ့နော်အမေသမီးပြီးတက်လိုက်တာပါလက်သေးဆိုးနေရစားပြီးအနေအောင်ဆိုးထတာဆိုတော့ဒါကစားမှာဆိုရင်ပေါ့နော်လက်သေးကုန်နေတဲ့ခွာတယ်နောက်ပြီးတော့ခြေစလုံးတွေပေါ့နော်မော်ရီယိုတွေအဲ့လိုမျိုးကဒလိန်လုံးနဲ့လှိမ့်နေပေါ့နော်အဲ့လိုမျိုးကြားဖို့ထားတာဆိုတော့အရင်ကြောက်တယ်ပေါ့နော်ပြီးတော့ဆက်လက်မိနေတို့မာတွေဒါမျိုးတွေကြောက်နေတော့ကိုကပြင်ဆင်ထားတယ်ပေါ့နော် အဲ့ချိန်မှာဖခင်တရားပဲဖခင်တရားပဲလုပ်နေရပေါ့ main main ကလေးရဲ့ထုတ်ခမ်းတယ်ယောက်ျားလေးထုတ်ခမ်းဆိုပြီးတက်တက်ခွဲထားတာမရှိဘူးဟိုယောက်ျားလေးက main ကလေးကိုအတူတူရဲ့အခိုင်နဲ့အသက်၈၀နှစ်သာရှိသေးတဲ့ main ကလေးတယောက်ရဲ့ဒါစစ်ကြိုးရေးမှာတညတာရင်းဆိုင်ဖြတ်သန်းခဲ့ရတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ခင်ဗျအားလုံးတာလီစွာပါကျွန်တော်နာမည်ကတော့ကျော်စိုးလင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးမင်္ဂလာပါရှင်တမိယာချင်းနှမ်းပါဟုတ်ကဲ့ဒီနေ့ကျွန်တော်တင်ပြသွားမယ့်အကြောင်းအရာလေးတွေကပေါ့နော်ဒီထောင်ထဲမှာကျွန်တော်တို့ဒီနှင်းပတ်နှိုက်စက်ခံရမှုတွေထောက်လူခွေးရေရှိုးဖောက်ခံရမှုတွေကိုဒီနေ့ကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်အ အဲ့တော့ဒီလက်ရှိကျွန်တော်တို့ဒီဟာကိုပြန်ပြီးကြည့်တဲ့အခါမှာအာနာယူစတက်မင်းအွန်လိုင်းရဲ့2021ခုနှစ်ကစပြီးတော့မတရားဖမ်းဆီးခံတဲ့အသူပေါင်းက2980ဦးရှိတယ်ဆိုပြီးတော့ ABB ထုတ်ပြန်ချက်မှာကျွန်တော်တွေ့ရပါတယ်ဟုတ်ကဲ့ဆိုတော့ဒီ2980ဦးထက်ကမှလက်ရှိထိမ့်သိမ့်ခံထားတဲ့လူပေါင်းက2290ဦးရှိတယ်လို့လည်းသူပြောပြောထားပါတယ်ဗျဒီတော့ဒါအဲလက်ရှိကုလကြီးထောင်ချခံထားရတဲ့လူပေါင်းကတော့1000ဒီ1000နဲ့ 900 900နဲ့ရှောက်စေဦးရှိတယ်လို့ဒါ AABB ထုတ်ပြန်ချက်တွေမှာတွေ့ရတယ်။ဆိုတော့ဒီကျွန်တော်တို့ကဒီအခုလက်ရှိတော့ပြန်လေးလွတ်မြောက်လာကြတယ်။ဒီဒီ1900နဲ့ရှောက်စေဦးထက်ကနေပြီးတော့ကျွန်တော်တို့ကပြန်လွတ်မြောက်လာကြတဲ့လူတွေဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီကျွန်တော်တို့ဒီနေ့ပြည်သူတွေကိုကျွန်တော်လက်ရှိတင်ပြခြင်းလာကတော့ဒီကျွန်တော်တို့ရဲ့ပေါ့နော်ထောင်ထက်မှာဘယ်လိုရင်ဆိုင်ခဲ့ရလဲဘယ်လိုဖြတ်လန့်ခဲ့ရလဲအဲကျွန်တော်ဒီထောင်ဒီကျွန်တော်တို့ဘာကြောင့်ဖမ်းဆီးရတာလဲဆိုတဲ့အားလေးကိုကျွန်တော်အနည်းငယ်ရှင်းပြဖို့လိုအပ်လာပြီဗျ။အဲဒါကြောင့်မို့လို့မရှင်းတဲ့အနေနဲ့ပေါ့နော်ဒီ ါဘာကြောင့်ဖမ်းဆီးခံရလဲနောက်တစ်ခုကဒီအာသူတို့ဘယ်လောက်ဘယ်လိုညှိပတ်နိုင်စေလဲဆိုတဲ့ဟာလေးကိုနည်းနည်းလေးပြည်သူတွေသိအောင်ရှင်းပြပေးပါခင်ဗျ။ Okay. okay. အာစဖန်းတဲ့နေရာစတော့လိုက်မယ်နော်ဟုတ်ကဲ့တမီးကိုစဖန်းတာကဘယ်လိုလဲဆိုတော့ဗောနော်ကိုကဟိုပါတီဝင်အောက်ကထားတဲ့တမီးလည်းဖြစ်တဲ့အတွက်လေဗာစီယုံရေးတွေမှာကျွန်မတွေကကိုကအရှိတုံးကနေလိုက်ပြီးရောဗောနော်ဟိုစီယုံရေးလုပ်နေရဲအဲဆောင်ရွက်နေရဲဗောနော်အဲ့တော့တွေကသူစစ်တပ်ကဒိတ်ထားမိနေရဲဗောနော်ဒါမဲ့တိုးတော်လဲအဲ့ဒီအချိန်မှာကိုကသက်16နှစ်မပြည့်သေးဘူးဗောနော်အချိန်မှာ18နှစ်ကျော်ရရှိသေးတဲ့အတွက်သူတို့ဖမ်းလို့လည်းမရဘူးဗောနော်သူလိုက်နေဆိုတော့သိရဲဗောနော်အချိန်နေရာနာမည်ထွက်နေပြီဆိုတော့သိတယ်ဒါမဲ့အခုနောက်ပိုင်းမှာကျတော့ဆန်းလန့်စိတ်တွေမှာပါတယ်ဆန္ဒပြရေးတွေမှာလည်းကိုအရှိတုံးကပါတယ်ဗောနော်နောက်ပြီးစ resilience ကိုရကိုတိုင်းကလည်း resilience ဆိုတာဖြစ်တယ်။ဟိုတငယ်ချင်းတွေကိုလည်းပေါ့နော်အကြောင်းမတက်ဖို့အတွက်ပေါ့လိုက်နှိုးဆော်ရဲပေါ့နော်။အဲအချိန်မှာသူတို့တွေကသတိထားမိနေပြီပေါ့နော်။အဲအကိုအဖေလည်းမရှိတော့ဘူးအဖေလည်းထွက်ပြေးသွားပြီပေါ့နော်။အချိန်မှာအချိန်မှာဟိုကိုကိုသတိထားပြီးတော့ဖမ်းဖို့အတွက်သူတို့စောင့်ကြည့်နေပြီ။ အဲ့အချိန်မှာသူမြပြည်သူစစ်မှုရမ်းနဲ့ပတ်သက်တဲ့ပေါ့နော် post တစ်ခုပေါ့ပေါ့နော်ဟို share လိုက်တယ်နောက်ပြီးတော့ကိုကိုတိုင်း state တိုင်းရေးတင်လိုက်တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးသူတို့ကဟိုဝင်ဖမ်းတယ်ပေါ့နော်ကိုကလည်းအဲ့အချိန်မှာသူမြနေပြသွားဖို့အတွက်ကိုကလည်းမဖြတ်တာပေါ့ season တိုင်းလောက်နေပြီဆိုတော့သူတို့ကလွတ်သွားမှာဆိုလို့ပေါ့နော်အဲ့ညကိုပေါ့နော်ချက်ချင်းဝင်ဖမ်းလိုက်တာပေါ့နော်ဝင်ဖမ်းတော့လဲပေါ့နော်ဟိုစစ်တပ်အလုံးရင်းနဲ့ဝင်ဖမ်းတာပေါ့နော်ဟိုမင်းကလေးကြောင်ထဲကိုဖမ်းဖို့အတွက်ကိုပေါ့နော်လက်နဲ့အပြည့်စုံနဲ့ယူနီဖောင်းတော့ဝယ်မထားဘူးပေါ့နော်အရက်ဝင်းနဲ့ပဲဟို23ရောက်လောက်ရှိမယ်ပေါ့နော်အဲ့လားဖမ်းတာပေါ့အဲ့ကို အချိန်ရစားပြီးစကြောရေးမှာတညာလုံးအဲ့လိုစစ်တယ်ပေါ့နော်ချင်းချောက်တာကြီးလုပ်တယ်ပေါ့ဟုတ်ကဲ့ခင်ဗျဒီတော့ဒီအဖေကိုဖမ်းလို့မမိလို့သမီးကိုဖမ်းတယ်ဆိုတော့သဘောမျိုးတယောက်သွားပြီလေဟုတ်ကဲ့အဲ့တော့ဒီအာနာယူစစ်တပ်မင်းအောင်နိုင်ရဲ့ဒီငွေမွေးရှံပေါ့ကျုံရုပ်လေးတွေဟာကျွန်တော်တို့ဒီပေါ့နော်ဒီအဲမင်းကလေးဖြစ်နေပေမဲ့ အဲမိန်းကလေးကို main ဒီတရားဥပဒေအတိုင်းဖမ်းဆီးတာမျိုးမဟုတ်ပဲနဲ့ကျွန်တော်တို့ဗာလဲဆိုတော့ကအဲမိန်းကလေးရဲ့ကာအင်ဒရီပြပြလောက်အောင်ထိပေါ့နော်အာသူတို့ ပြုတ်မှုဆက်ဆံပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ဟာလေးတော့ဒါကျွန်တော်တို့ဒါမရှင်နိုင်ဆရာတွေကျွန်တော်တစင်ကြားတာဖြစ်ပါတယ်ခင်ဗျာကဲဟုတ်ဒါဆိုရင်မရှင်နိုင်ဒါဆိုအခုလက်ရှိနေပြီးတော့မရှင်နိုင်ဒီစစ်ကြောရေးမှာဘယ်လိုမျိုးရင်ဆိုင်ခဲ့ရလဲခင်ဗျာအဲ့ဒါလေးတစ်ချက်ပြောပြပါဦးအချင်းချုပ်ပြီးတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုစစ်ကြောရေးမှာဆိုရင်ပါတော့ဟိုစဖမ်းနေရပါတော့မိန်းကလေးတယောက်ကိုပေါ့နော်ဟိုကိုသူတို့သမီးရွယ်တော့ပဲရှိရသူတယောက်ကိုပေါ့အဲမျိုးလုံးမိတ်ပြီးတော့ဖမ်းနေပေါ့နော်ပြီးနောက်ပြီးတော့လက်ကိုလက်ပြန်ချိုးတော့ပြီးဖမ်းနေဒါကလူခင်ရောချိုးဖောက်တာပဲလေ မဲကိုဖမ်းသွားမှလည်းမသိဘောနော်အဲ့ဒီညစစ်တပ်ထဲကိုဖမ်းသွားတယ်ဆိုတော့အနောက်မှာတည်ရတယ်ဗောနော်စစ်တပ်ထဲကဘာဆာငားတွေကိုဖမ်းသွားတယ်ဗောနော်အဲ့ချိန်မှာစစ်ကြောရေးမှာစစ်နေရအချိန်မှာဗောနော်အခန်းတက်ကပိတ်ထားတယ်။နောက်ပြီးအနောက်မှာလူတွေဝိုင်းအောင်နေရဆိုတာကိုသိတယ်။အတန်နေကြလို့ဗောနော်အဲကိုကတော့မျက်လုံးမျက်လုံးကိုမိတ်ထားတဲ့အတွက်မမြင်ရဘူးလေ။အဲအဲ့ချိန်မှာဗောနော်သူကတင်းနေမှာကိုဖွင့်လိုက်ဗောနော်အဲ ချင်းချောက်စကားတွေပြောရဲပေါ့နော်ကြောက်လန့်နေအောင်ပေါ့နော်ကြောက်လန့်ပြီးတော့အဖေမှန်ထွက်လာအောင်ကိုစီကနေပြောနော်အဖေဘယ်မှာရှိရလဲသူတို့မေးရဆိုတော့လေပြီးတော့ကိုဘာလို့ဒီပြည်သူစင်မှုရတဲ့ပတ်သက်တဲ့ဟာတွေကိုစီကို share ရလဲစိတ်ဓာတ်ရေးတင်တာလဲနေရတော့ဟိုနေရဘာကြီးလဲပေါ့နော်နိုင်ငံရေးဘာနိုင်ငံရေးနဲ့ပတ်သက်ပြီးနေရဘာမိုးလို့လဲပေါ့ဒီလိုစကားတွေပဲပြောရဲပေါ့နော်အဲချင်းချောက်စကားဆိုရင်ပေါ့နော်တော်တော်ဆူဆူပေါ့နော်ဟိုနေကိုအလောင်းဖြောက်ပဲလဲလို့ရရဲပေါ့နော်နောက်ပြီးတော့အပြင်အကောင်ခွေးစာကျွေးနေပြီးဒီကောင်မလေးကိုမလုံသေးဘူးလားခုထိအလောင်းဖြောက်သေးဘူးလားဒီလိုစကားတွေပြောတာဆိုတော့ဟိုနော်ဟိုရမယ်အဲ့ညမှာပေါ့နော်တခြား ကြောက်ရအောင်ရှင်းချောက်တာပေါ့ကြောက်နေပါတော့စိတ်တဲမခိုင်မတဲ့သူတော့ဆိုရင်မယူတော်ယူသွားနိုင်ရတော့အောင်ပါတော့ညလုံးမိတ်ထားတဲ့အချိန်မှာဘယ်ဘက်ကနေကိုယ်ကိုလာပြီးတော့ပါတော့ရိုက်ခတ်မှာလဲဘယ်ဘက်ကနေလာပြီးတော့စိတ်လိမ်မင်းနဲ့တို့တော့မှာလဲဒါတွေပဲတွေးနေရတာပါတော့အဲ့ချိန်မှာတခန်းလုံးမှာလဲစိတ်လိမ်နဲ့အမွန်ထွန်ပြီးတော့အရက်နဲ့နေတဲ့ထွက်နေရပါတော့အဲ့ချိန်မှာကိုယ်ကကြောက်နေရပါတော့မင်းကလေးတယောက်လည်းဖြစ်တယ်မင်းတခြားစစ်မေတွေရဲမေတွေပါလာတာမဟုတ်ဘူးဟောယောက်ျားလေးတွေတက်မှာပဲနော်ဒီကိုတယောက်တည်းဆိုတော့ကျွန်တော်ကြောက်လန့်မှုတွေအများကြီးပဲအတွေးပေါင်းစုံနေပါတော့ ဒီအာနာယုစတက်မဲအွန်လိုင်းရဲ့ငွေမွေးရှံပေါ့ကိုနော်ဒီပြန်ကြားရေးတာဝန်ခံလုပ်နေတဲ့ Zoomito ဆိုတဲ့ကောင်က2020လောက်2022လောက်တော့ပြောရတာတခုရှိရဗျာသူကဘာလဲဆိုတဲ့ကဒီစကြိုရေးမှာဖြစ်စီပေါ့နော်ဖန်းစီခံရတဲ့လူတွေကိုနှင်းပန်းနှိုက်ဆက်တာမျိုးအာဒါမှမဟုတ်ဥမာလူအခွင့်ရရှုပ်ပေါက်ပြီးတော့ဆက်စစ်တာမျိုးတွက်ခဲ့လို့ရှိရင်အချိန်ကြီးတိုင်တန်းနေပါတယ်ဆိုပြီးတော့ပြောတာရှစ်ပြရတယ်ဗျအဲ့တော့အခုလက်ရှိဒါဆိုလို့ရှိရင်ဒါမရှင်နာဆိုလို့ရှိရင်ဒါသူလက်ရှိလုံးဝရင်ဆိုင် ကျော်ဖြတ်ခဲ့ရတဲ့အပြုတ်မှုလေးဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ကဘောနော်လက်ရှိနေပြီးတော့ဒီဒီအာနာယူစက်တက်ဒီအာနာယူမဲအောင်နိုင်ရဲ့ငင်မွေးရှံပေါက်တပည့်လေးတွေကဖမ်းဆီးတဲ့ခါမှာမရှင်နဲ့အနေနဲ့ဘောနော်ဒီဘယ်နှစ်ရက်လောက်အာဘောနော်ဒီစက်ကြွေးမှာနေခဲ့ရတယ်ခင်ဗျဟုတ်ကဲ့ဟုတ်စက်ကြွေးမှာတော့ဘောနော်ဟိုရအရက်ကြားရတော့မကြားဘူးဘောနော်တညပဲဘောနော်တညပဲနဲ့လဲအတညလုံးကလဲတညလုံးကတော့ ဟုတ်နော်စိတ်ဓာတ်ကိုတော်တော်ကိုကြားရအောင်ပေါ့နော်အဲငရဲကရပါလို့ပဲကိုကိုကိုလည်းသေးလူလို့ပဲတတ်မှတ်ထားပါပေါ့နော်ဘာလို့လဲဆိုတော့ဖမ်းသွားတဲ့ကလည်းမျိုးလုံးမိဖမ်းတယ်တမျိုးရှင်မှလည်းအဲ့လိုမျိုးဖမ်းတဲ့သူအဲ့လိုကြီးမရှိဘူးလေအဲ့တော့မျိုးလုံးမိဖမ်းတယ်လက်ပြန်ကြိုးလို့ဖမ်းတယ်ဆိုရရပါပေါ့နော်ဟိုကြရင်တော့ဟိုအသေးပြီးအသေးချေလောက်တော့မယ်ဆိုပဲစိတ်ထဲမှာလုံးဝတတ်မှတ်ထားရပေါ့နော်အဲဟိုကြတဲ့ယောက်ကအဲ့ဒီစစ်မှုရန်ဟောစစ်မှုရန်ကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့စစ်တာတော်တော်များရပေါ့နော်နောက်ပြီးတော့အဖေကိစ္စပေါ့နော်ဘေးကိစ္စနဲ့ပတ်သက်တာရဲ့အချိန်မှာပြည်သူစစ်မှုရန်အကြက်ထားနေရတဲ့အတွက်ပေါ့နော်ပြည်သူစစ်မှုရန်နဲ့ပတ်သက်တဲ့ဟာကို share လို့ဆိုပြီးတော့ဟို ဟိုလောင်တာလည်းရှိရဲပေါ့နော်။အဲမျိုးဖိအားပေးရတယ်ရှိရဲ။အဲချိန်ချောက်တာလည်းရှိရဲပေါ့နော်။အဲ့ချိန်မှာစစ်နေတဲ့အချိန်မှာပေါ့နော်။အပြင်မှာသမီးတို့ပဲအဲလိုအဖမ်းခံရတဲ့ညအဖမ်းခံတဲ့လူတယောက်ရှိတယ်သမီးတို့ပဲပေါ့နော်။အဲ့ဒီညသူလည်းခုငါဟန်ငါလည်းပဲကြာနေရပါတော့သူသူ့ကိုလည်းအပြင်မှာစစ်နေတဲ့အချိန်မှာသူယောက်ျားလေးပေါ့နော်ယောက်ျားလေးဖြစ်တဲ့အပြင်မှာသူ့ကိုပေါ့နော်အော်အော်ဟစ်ပြီးစစ်နေကြတာပေါ့နော်ဓာတ်တွေနဲ့ထောက်တာတွေလည်းကြားရတယ်ပေါ့နော်ဟို ။နောက်သူပြန်ပြောပြတာပေါ့။ဟိုလောလောဆယ်သူ့ကိုစစ်နေတဲ့အချိန်မှာပေါ့နော်။ဟိုခွေးတန်နေကြရတယ်ပေါ့နော်။သူအချိန်ကနေဘိုးကြီးကပြောလိုက်တာအကောင်ခွေးသာကျွေးလိုက်တော့အဲ့လိုပြောလိုက်တဲ့အချိန်မှာသူခွေးတန်နေကြရတယ်။ခွေးအောင်တန်နေလည်းကြရတယ်ပေါ့နော်။အဲပြီးတော့ညောင်းထဲကိုထည့်ပြီးခွေးသာကျွေးလိုက်အဲ့လိုပြောတဲ့အချိန်မှာဟိုကိုကအရင်အထက်မှာအရန်ကြောင်နေပြီ။ဘာလို့လဲဆိုတော့ ခွေးသာကျွေးရသွားတယ်စဉ်းစားကြည့်တိုင်းကတကယ်ကြောက်ကြရည်ပေါ့ကွာလူတယောက်ကိုတော့အရှင်လက်လက်ခွေးသာကျွေးရသွားတကယ်ကြောက်ကြရည်ပေါ့အဲအချိန်မှာအရင်ကြောက်နေပြီပေါ့နော်ကိုမင်းခရစ်ကြောက်ဖြစ်တဲ့အတွက်ဒါပေမဲ့လည်းသူတို့အချိန်မှာပေါ့နော်လုံးဝကြောက်မပြောင်းကြောက်ပြလိုက်ရင်ပိုးဆိုးသွားလိုက်မယ်ပေါ့နော်သူကအရင်ကြောက်နေပြီဆိုရင်ဖျက်ချောင်သွားဆိုလို့လုံးဝအရှင်မှာမျက်နှာမျက်နှာကြောက်တင်ပြီးတမ်းမပြထားရတယ်အဲအချိန်မှာသူတို့ကပေါ့နော်နောက်ထပ်လာပြီးတော့ဘယ်ထဲမှာကိုဖွင့်လိုက်တယ်ဘယ်မှာကိုဖွင့်ပြီးတော့တကားကိုချင်းဆိုဖွင့်ပေါ့ ဘိုးကြီးရဲ့ဒီအထက်ကကောင်မလို့ဘာမှလုပ်သေးဘူးလားအပြင်ကကောင်တော့အလောင်းဖြောက်လိုက်ပြီးတယ်အဲ့ချိန်မှာကိုကအရင်တုံးလုံးနေပြီဟိုအလောင်းမှဖြောက်လိုက်ပြီးဆိုတော့ဗောနော်တကယ်လည်းအတန်မကြတော့ဘူးအပြင်ကဆုံးကအော်ဟဲ့ပြီးကဲကြပါအောင်ကဲကြပါအောင်နဲ့အော်နေတဲ့အကူကအတန်လုံးကမကြတော့ဘူးအဲ့ချိန်မှာကိုကတကယ်ကြောက်နေပြီဗောနော်အဲ့အဲ့ချိန်မှာသမီးက ဒါပေမဲ့လူကငြိမ်းနေရယ်သူကတော့လေဟာနင်းပြပြအဖျက်မှန်းပြောမှလားအမှန်းပြောရယ်နင်းကိုလုတော့မှာနော်အဲ့လိုမျိုးချင်းချောက်တယ်ပေါ့နော်နောက်ပြီးတော့အဲသဘင်မှာသဘင်ကအဲ့ဒီအောင်ဆိုးထားတာအနီအောင်ပေါ့နော်အဲသဘင်အနီအောင်ဆိုးထားတဲ့ပတ်သက်ပြီးတော့လဲပေါ့နော်သူကဟိုပြောရယ်ပေါ့နော်အနီအနီအောင်အဲ့လိုလောက်သဘောကျလာပေါ့နော်အမေသမီးပြီးတက်လိုက်တာပါလက်သေးဆိုးနေရစပြီးတော့အနီအောင်ဆိုးထားတာဆိုတော့ နော်ကိုယ်လက်သေးတွေများခွန်ခွာပြီးတော့ပေါ့နော်ဟိုကဖကြောရေးဆက်တော်မလားကိုကြောက်ဖို့ထားတာပေါ့နော်အဲမျက်လုံးကလည်းမှိတ်ထားဆိုတော့အရင်ကကြောက်လန့်နေရပေါ့ပြီးတော့နောက်ပြီးတော့ဆက်လိမ့်ဆက်လိမ့်ညာလည်းမွှန်းထော်နေရတဲ့အတွက်လေဟိုဆက်လိမ့်နဲ့မိနေများလားထိုးရမလားပေါ့နော်သူကပြီးတော့ဟိုဘိုးကြီးကလေအဲအနာတတကိုသူကဆက်လိမ့်ပေးတယ်ဟိအောင်ဆက်လိမ့်ပေးတယ်ဆိုတော့ဆက်လိမ့်များထိုးရမလားဆိုတော့အချိန်မှာအရင်တုံလို့နေပြီအဲ့လိုကြောက်ရမှရန်ဆိုင်ခဲ့ရတာပေါ့နော်ချင်းချောက်ထန်ရတာအများဆုံးပဲဟုတ်ပြအတော့ဒီပေါ့နော်ဒီအသက်ဆက်ရှင်နဲ့အွေမင်းကလေးတယောက်ကိုဖမ်းဆီးသွားတဲ့ခါမှာ လက်ပြန်ကျိုးတုတ်ပြီးတော့ဗျာလက်ကိုနောက်ပြန်ကျိုးတုတ်ပြီးတော့မျက်စိကိုမှိုက်ပြီးဖမ်းခိုးသွားတယ်ဆိုတော့ဒါဟာနေပြီးတော့ဒီအကြမ်းဖက်စက်တက်မင်းအောင်လှိုင်ရဲ့ဒီငင်းမွေးရှံပေါက်ကျွန်ရုံလေးတွေရဲ့လူခွင့်ရွှေပေါမွေဖြစ်ပါတယ်ခင်ဗျာဒီတော့ဒီကျွန်တော်တို့ဒီဒီကနေ့ကတော့ကျွန်တော်ဆိုလဲဒီတိုင်းပဲကျွန်တော်တို့လည်းဒါစစ်ကြိုးရေးမှာဒါတော်တော်လေးရင်ဆိုင်ခဲ့ရတာကျွန်တော်ရဲ့စစ်ကြိုးရေးမှာရင်ဆိုင်ခဲ့တဲ့အကြောင်းအရာဒါကျွန်တော်အာအရင်တော့ကျွန်တော်ဗီဒီယိုတွေမှာကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်ဗျာအဲ့တော့ပြည်သူတွေကလည်းတော်တော်များများသိပြီးဖြစ်ပါလိမ့်မယ်အဲ့တော့အခုဒါကနေတော့ဒီမရှင်နိုင်ရေပေါ့နော်ဒါလက်ရှိ နေပြီးတော့ဒီ main glade အသက် session နဲ့အရွေးအသက် session နဲ့သာရှိသေးတဲ့ main glade တယောက်ရဲ့ဒါစစ်ကြိုးရေးမှာတညတာနော်တညတာရင်းဆိုင်ဖြတ်တန်းခဲ့ရတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဟုတ်ပြီနောက်ထပ်တိတော့ဘာလေးဆက်ဖြစ်သေးလဲဟုတ် တော့တညာလုံးပေါ့နော်အိတ်ခွဲလည်းမပေးဘူးပေါ့နော်အိတ်ကိုမပြောနဲ့ပေါ့နော်ဟိုတော့နည်းနည်းလေးပြာနေရာထိုင်ခင်းပြောင်းချင်တာတော့မရဘူးပေါ့နော်သူတို့ထားပေးတဲ့နေရာအတိုင်းပဲပုံစံအတိုင်းပဲနေရတယ်အဲနောက်ပြီးတော့ရေတောက်ခွဲလည်းမပေးဘူးပေါ့နော်ရေတောက်မလားအပေါ်ပေါ်တောက်မလားမမေးပေါ်မရဘူးပေါ့နော်တညာလုံးလည်းအဲ့ဒါစစ်နေရပေါ့နော်အဲသူတို့ရှင်မှာစစ်ပြီးတော့ဖမ်းသွားတဲ့စစ်တပ်မှာစစ်ပြီးတော့နောက်တနေရာကြောင်းရင် ဆိုတော့တနေရာပို့မယ်ပေါ့အဲ့အဲ့တနေရာရမယ်နင်တို့ပေါ်ပြီအမှုမှန်ပေါ်ပြီငါငါတို့ရှိမှလည်းမပြောရင်နေအဲ့လူရှိရအဲ့နောက်ပို့မယ်နေရာရောက်ပြီဆိုရင်နင်တို့တော့တေးပြီးသားမှတ်ထားပြီးတော့ခေါင်းကနေပြီးတော့ရေချိုးချိုးရေရေဟိုဘယ်လိုဘယ်လိုပြောရမလဲခေါင်းကနေရေချိုးချလာရင်ပေါ်ပြီးပေါ့နော်ဘာလို့ဆိုအဲ့အချိန်မှာအရန်အေးနေတဲ့အချိန်ပေါ့နော်ခေါင်းကနေရေချိုးချမှမပြောနဲ့ခြေလက်တွေလက်တွေဆေးရတော့မှပဲအရန်အေးဆက်နေတဲ့အချိန်ပေါ့ညံ့နေတဲ့အချိန်မှာသူကခေါင်းကနေရေချိုးချလာရင်ဒီခေါင်းပါလေးတွေကပေါ်ပြီးတဲ့အမှုပန်ပေါ်ပြီးဆိုပြီးတော့ပေါ့နော်အဲ့လိုပြောတယ်အဲ့နောက်တနေရာပို့လိုက်တယ်ပေါ့နော်အဲ့ချိန်မှာတော့မျိုးလုံးကိုဖွင့်ကြည့်လို့ရသွားပြီ ဲ့တော့ဒီနောက်တနေရောက်တဲ့ခါမှာဘယ်လိုရိုးရိုးရင်ဆိုင်ခဲ့ရသေးလဲနောက်တနေရောက်တော့အဲဒီလိုပေါ့နော်ဟိုဒီမှာတယောက်ဒီမှာအဘိုးကြီးနဲ့ပေါ့နော်သူနဲ့သူအမှုဆက်တဲ့တယောက်နဲ့ထိုင်နေရဲအဲတမီးရဒီအဆောဘိုးကြီးဆိုတာကဒီလက်ရှိနေအဲဒီအရေးထက်ကလားစက်ခွေးထက်ရလားဟုတ်စက်ခွေးတွေရစက်ခွေးတွေအောက်ကပြောစက်ပြောတယ်မဟုတ်ဘူးဟုတ်အဲနောက်ပြီးတော့သူတို့ကသူတို့လည်းပြောပြောတယ်ပေါ့နော်ဟိုငါတို့ကစက်ခွေးမို့လို့လားစက်ခွေးစက်ခွေးမို့လို့နင်တို့ကတခြားမကြည့်ရလားအဲ့လိုအဲ့လိုပြောတယ်ပေါ့နော်သူမျက်နှာကိုကြည့်ကိုမကြည့်နေတာဗျာပြောရမယ်ဆိုအဲစက်ကြောရောက်တယ်ကသူမျက်နှာတက်တက်ကိုမကြည့်ရ အဲတခြားနေရာပဲလို့ကြည့်ပြီးတော့ကိုယ့်ကိုစဉ်းစားတကယ်ဆိုရင်သူနဲ့မျက်စိမျက်နှာချင်းဆိုင်ပြောလိုက်မယ်ဆိုရင်ပေါ့နော်ဟိုဘယ်လိုရမလဲသူစစ်တာကိုလင်းကွာမျိုးလုံးနေပါပြီဖြစ်တော့မှဆိုလို့တခြားနေရာကိုကြည့်နေသူမကြည့်ရပါဘူးအဲ့ဒါကိုသူကအဘလဲငါစစ်ခွေးမလို့နင်းငါ့ကိုတခြားမကြည့်ရလားအဲ့လိုစကားကြီးပြောတယ်နောက်ပြီးတော့သူ့ရဲ့ပြင်စတိုးတတ်နဲ့ကိုဒီအဲ့ဒီစစ်ကြောရေးစစ်တဲ့ခုံပေါ်မှာတင်းထားတာလေတင်းထားတာဆိုတော့ဟိုတခုတကားပြောတာပဲသူတို့သူတို့ကမကွာနှစ်ဖေဘာမှလဲမေးလိုက်လို့ချိန်မှာကိုကမသိဘူးလေသမီးသမီးတို့နေမှာဆက်တယ်မရတာအဲ့လိုမျိုးစကားကြီးပြောပြီးဆိုရင်သူက ပြောမှာလားလို့မစကြအဲ့ဒီတနက်ကိုကိုင်းပြောပါနော်နင်ပြောမှာလားမပြောဘူးလားသူပြအဲ့အပြင်ဆက်တော့ကိုင်းပြီးတော့ချိန်ချောက်တယ်ပေါ့နော်တနက်ကိုပြပြီးချိန်ချောက်တယ်ဟုတ်အဲ့လိုဆိုလားအဲ့လို memory ရရှိတယ်ဟုတ်ဒါဆိုရင်နောက်ထပ်နေ့တော့ဘာတွေများဆက်ဖြစ်သေးလဲဟုတ်ကျန်တဲ့တော့ဖြစ်တော့ပါအဲ့မှာလည်းတ냐လုံးစစ်တယ်ပေါ့နော်မိုးလင်းထိစစ်ပြီးတော့ဟိဟိုရက်စခန်းအုတ်ချပင်ရက်စခန်းသွားပြီးတော့အချုပ်ခန်းမှာသွားပို့ထားတယ်ဟုတ်ဟုတ်ကဲ့ပါခင်ဗျာဒီတော့ဒီဒီဟာပေါ့နော်ဒါမင်းကလေးတယောက်ပေါ့အသက်16နဲ့အရွယ်မင်းကလေးတယောက်ကိုဒီစစ်ဖို့ပေါ့နော် ဒီစက်ခွေတက်ကဒီဘိုးဆိုတဲ့កောင်ကနေပြီးတော့အပစ္စတိုသင်တဲ့ကို ပြပြီးတော့ဒါရှင်းလျှောက်ပြီးတော့ဘောနော်ဒီအမှုဆက်စစ်တယ်ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ဒီအဲ့ဒီမှာဆက်စစ်ပြီးတဲ့ခါမှာဒီကျွန်တော်ရေးစခန်းကိုရောက်တော့တဲ့ခါမှာရောနောက်ထပ်ဗားတွေများကြောင်တွေ့ကြရတယ်လေဗျာ ဟုတ် တခါမှလည်းရဲစခန်းချုပ်တယ်မြန်ခုဆိုတာလေဘာလို့ပြောမလဲအတွေ့အကြုံလည်းမရှိဘူးပေါ့နော်တခါတခါမှလည်းကြားဖို့ဆိုတော့အဲအချုပ်ခန့်ရောက်သွားတဲ့အချိန်မှာပေါ့နော်ဟိုရာအချုပ်ခန့်ကလေဟိုယောက်ျားလည်းမင်းကလေးတူထားရပဲမှတ်တာပေါ့ဒါပေမဲ့လည်းကိုကဟိုမင်းကလေးခန့်ဟိုဘက်ကိုသွားရမယ်ဆိုတော့အဲသွားကြည့်လိုက်ကြည့်တဲ့အချိန်မှာဟိုအခန်းကြီးကမှောင်နေရပေါ့မှောင်နေပြီးတော့ပေါ့နော်အဲထဲမှလည်းခိုးရှိနေတယ်ပေါ့နော်ခိုးရှိနေငှက်ရှိနေတဲ့တတော်ညစ်ပန်နေအခန်းကပေါ့နော်အဲခန့်ကတော့နည်းပါအရင်မကျဲဘူးလို့မကျဲဘူးလို့ပြောလို့ရရပေါ့နော်အဲ နောက်ပြီးအဲ့ခန်းတွေကိုကြောက်ထက်သွားနေရတာလေအဲ့ထက်မှာနောက်ထပ်အချုပ်တူမရှိဘူးပေါ့အချုပ်တူမရှိဘူးကြောက်ထက်ပဲအဲ့ထက်မှာဖြတ်တတ်ရတာတညာအဲ့ဒီတမန်နဲ့စာလုံးကိုနောက်တနေပါပေါ့နော်အိမ်ကလည်းဘယ်ကိုဖတ်တော့မှမသိတော့လိုက်မလာချသေးဘူးလေအဲ့ချိန်မှာပေါ့နော်အစားတောက်ကလည်းအဆင်မပြေဘူးနောက်ပြီးတော့ပေါ့ဟိုရေပေါ့နော်ရေကလည်းသူတို့ပြည့်ရေရပေါ့နော်ဘုံထဲမှာထားတာကျတော့ကြားနေပြီးတော့ဆိုတော့ပြောရမလဲရားနာပေါက်မှလည်းဆိုရတယ်အဲ့ထက်မှာရင်းကြီးတွေလည်းချွတ်တယ်နော်ပေါ့နော်အဲ့ညစ်ပက်တဲ့ရေတွေပေါ့နော်တောက်ရေကလည်းလုံလောက်မှုမပေးဘူးပေါ့နော်ဒါတော့ဘက်ကနေပြီးတော့အဲ့ ဒါကြတဲ့ချုပ်ခန်းကနေလှမ်းပြီးတော့တောက်ရီတောက်ချင်လို့ပေါ့ဆိုအဲ့လိုမျိုးလှမ်းတောင်းတောင်းရတယ်ပေါ့နော်။တောက်ရီတောင်မှပဲတောက်ဖို့အတွက်စီစဉ်မပေးဘူးပေါ့နော်။ဟုတ်။အဲ့လိုဒါနေတော့အဲ့ဒါဘယ်အရှုပ်ထင်မှလဲ။အုတ်ရှစ်ပင်အုတ်ရှစ်ပင်အုတ်ရှစ်ပင်ရှုပ်မှာ။အော်ဟုတ်ပြီ။ဒါဆိုဒီလက်ရှိနေပြီးတော့ဒီညမကနေပြီးဒီအုတ်ရှစ်ပင်အရှုပ်ကနေပြီးတော့ဒါအာကျွန်တော်တို့ဒါအဲ့ဒီကနေပြီးတော့အမိုက်ချလိုက်တာလား။ဟုတ်ပါဘူးရှင်ဟုတ်။အုတ်ရှစ်ပင်အရှုပ်ခန်းမှာကျတော့ဘယ်လိုရမလဲတက်ချုပ်တက်ချုပ်ဟုတ်ဟုတ်တက်ကနေပြောထက်ကစားဖို့မယ်လောလောဆယ်နေကိုဒီမှာထားမယ်ဆိုပြီးတော့အဲဟုတ်ချက်ပြန်ချုပ်မှာခဏထားတာပေါ့နော်အဲ့ဒါပြီးရင်ဘာတွေများဆက်ဖြစ်တယ်လဲနောက်ထပ် ဟုတ်ကိုရှင်ပင်အချုပ်မှာလည်း6ရက်ကြားတယ်ပေါ့နော်အဲ6ရက်အတွင်းမှာလည်းသူတို့ကလာပြီးတော့တပ်ပုံရိုက်တာတွေရှိတယ်အဲအချက်လက်တွေစစ်စစ်ရတာတွေရှိရဲပေါ့နော်ဟုတ်ရှင်းလျှောက်တာမျိုးလည်းရှိသေးလားရှင်းလျှောက်တာမရှိဘူးဟုတ် ဒါဆိုအဲ့ဒီကနေပြီးတော့ဒီကျွန်တော်တို့လက်ရှိနေပြီးတော့ဒီအုတ်ရှက်ပဲအရှုပ်ကနေပြီးတော့နောက်ထပ်နေပြီးတော့ဘယ်လိုနေရာတွေဆက်ပြီးသွားသေးလဲဟုတ်အဲ့ဒီအုတ်ရှက်ပဲချုံမှာပေါ့နော်6ရက်နေပြီးရဲ့အချိန်မှာပေါ့တခါစားလာခေါ်မယ်ဆိုပြီးတော့ကိုကစောင့်နေရပြင်ဆင်ပြီးတော့ပေါ့နော်တခါစားဆိုကိုကြောက်တယ်လေကိုကကြားဖို့ထားတာတခါစားမှာဆိုရင်ပေါ့နော်လက်သေးကုန်နေတဲ့ခွာတယ်နောက်ပြီးတော့ခြေစလုံးနေပေါ့နော်မော်ရီယိုတွေအဲ့လိုမျိုးကတလိန်လုံးနဲ့လှိမ့်နေပေါ့နော်အဲ့လိုမျိုးကြားဖို့ထားတာဆိုတော့အရင်ကြောက်တယ်ပေါ့နော်ပြီးတော့ဆက်လက်မိနေတို့မာတွေဒါမျိုးတွေကြောက်နေတော့ကိုကပြင်ဆင်ထားရယ်ပေါ့နော် အဲ့ဒီမှာဖရာတရားပဲဖရာတရားပဲလုံနေရပေါ့ငါကငါငါတေးတေးနဲ့ဘာမှဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးပဲအများကြီးတွေးထားတယ်ဒါပေမဲ့အဲ့ဒီမှာရခဆာမပိုးဘူးအဲ့ဒီဘိုးကြီးသူရင်ထုံးဆိုရင်သူကလာခေါ်တယ်လာခေါ်ပြီးတော့နင်ထုံးမပြန်ရမယ်အမှုဖွင့်မယ်အဲ့လိုပြောတဲ့အချိန်မှာဩထုံးမပြန်တော့မှာပဲဆိုပြီးတော့အင်းကပတ်စံပေးလိုက်တယ်လို့ပဲထင်လိုက်တာပေါ့နော်အင်းကပတ်စံပေးလို့ရခဆာမသွားတော့ဘူးပဲထင်တာပေါ့အဲ့ဒီမှာထုံးမထုံးမအချုပ်ကိုရောက်သွားတယ်ပေါ့နော်ထုံးမအချုပ်ကိုပြန်ရောက်သွားတယ်ဟုတ် အဲ့ဒီဘိုးကြီးတူရင်ထုံဆိုတာအဲ့ဒါဒီလက်ရှိမျိုးစက်ခွေဖက်ကလားရေခွေဖက်ရလားစက်ခွေဖက်ကစက်ခွေဖက်စက်ခွေတူကနေဘေတက်ကလေးတကောင်ကကပ္ပဆာငါဟုတ်ပြီကပ္ပဆာငါကဘိုးကြီးတူရင်ထုံနေဗျာခဏကြည့်လိုက်နော်ကဲဒါဆိုအဲ့ဒီကတီထုံကိုဆက်ရောက်တော့တခါဘာတွေများဆက်ဖြစ်သေးလဲညီမလေး ်ထွန်းမိုလ်ချောင်းရောက်တဲ့အချိန်မှာပေါ့နော်အဲစံခန်းမှုကဟိုမိသားစုနဲ့တွေ့ခင်ပေးမယ်ပေါ့နော်15မိနစ်တွေ့ခင်ပေးမယ်ဆိုတော့15မိနစ်မိသားစုနဲ့တွေ့ခင်ပေးတယ်အဲဒါကလည်း15မိနစ်ဆိုတာသူတွေ့ခင်ပေးရမှလို့ပေါ့နော်နောက်ပြီးကြမှာပြန်ကြရတာအဲ15မိနစ်တွေ့ခင်ပေးဖို့အတွက်ကိုလည်းပတ်စံပေးရတယ်ပေါ့နော်ပတ်စံတောင်းဝင်ပေါ့တွေ့ခင်ပေးတွေ့ခင်ရဖို့အတွက်ကိုပတ်စံနေပေးရတယ်ပေါ့ အဲ့တော့သုံးပြန်ပြောပြစေပေါ့အုပ်ရှင်ပင်မာတော့ကလည်းအလိုပဲပေါ့နော်မိသားမိသားစုနဲ့တွဲခွင်ရဖို့မိသားစုလိုက်လည်းမဟုတ်ဘူးပေါ့နော်ဟိုမိဘနဲ့ပေါ့နော်အမေနဲ့တွဲခွင်ရဖို့အတွက်ကိုလည်းအဲ့လိုပတ်စံပေးရတယ်ပေါ့တခါတွေ့ရင်တနာယော9000အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုပတ်စံနေပေးပြီးတော့ပဲလက်တွေပဲဇာတ်တိုက်ထိုးလာတာပေါ့နော်ပတ်စံတွေပဲဇာတ်တိုက်ပေးလာတာဟုတ် ဒါကကျွန်တော်တို့ဒီဘုနော်ဒီလက်ရှိနေပြီဒီအာနာယုစတက်မဲအောင်လိုင်းကနေပြီးတော့မဲအောင်လိုင်းရဲ့အောက်မှာလုံနေတဲ့ဒီအာကျုံရုပ်လေးတွေပေါ့ဗျာကျုံသပောက်လေးတွေဒီကျုံသပောက်လေးတွေကဒီလိုမျိုးပဲလှုပ်ဆန်နေကြတာဗျာအဲ့တော့ဒီကျွန်တော်တို့လက်ရှိနေတာသူတို့စီမှာအာအရှုပ်သားတယောက်တွိုးရင်အဲသူတို့အတွက်ဝင်ဝင်ဘလောက်ရှိလဲဆိုတော့ဒါသူတို့မှာတခါတည်းတတ်မှတ်ထားပြီးတော့ဖြစ်ကုန်ဖြစ်ပါလိမ့်မယ်အဲကျွန်တော်တို့တောင်းရလဲဒီလိုပဲပေးခဲ့ရပါတယ်ဗောနော်ဒီအခုလက်ရှိဒါဒါဆိုလို့ရှိရင်မရှင်နာကအခုလက်ရှိနေပြီးတော့ဗောနော်ဒီအာဒီလက်ရှိနေပြီးတော့အောက်ရှစ်ပင်ကနေပြီးတော့ထုံ င်းပူရောက်တယ်ထောင်းပူလည်းပိုက်ဆံပေးရတယ်အဲ့တော့ဒီထောင်းပူမှာဘာတွေများဆက်ပြီးတော့ဖြစ်နေလဲဗျဟုတ်ထောင်းပူမှာအဲ့ထောင်းပူစခန်းဝင်နာမည်ကအာကျော်ကျော်ဦးလို့ခေါ်တယ်ဟုတ်အဲ့ကျော်ကျော်ဦးကလည်းငကိုရလက်စားတဲ့သူတောက်ပဲဟုတ်အဲ့ဒီမှာသူကမိဘတွေကိုလည်းပတ်စံလေးတောင်းမှာပေါ့မမကြောက်ရောက်ချင်းမှာပေါ့နော်တယောက်တသိမ့်ပေးရတယ်ဘာကြောင့်လဲဆိုတော့မသိဘူးပေါ့နော်အဲ့ပြရတဲ့တိတ်တောင်းနေပေါ့တောင်းတောင်းနေချိန်မှာသူကပေါ်တိန်ပြောတာဟို မင်းတို့တွေနိုင်ငံရေးလောက်တာငါတို့တွေအမြတ်ရတာပေါ့တဲ့ငါတို့ပြန်ပတ်ဆံရတာပေါ့ဆိုပြီးတော့သမီးရှင်မှာပေါ့နော်ဟိုလောင်မလုံးပြောပြီးတော့ထောင်းပြတာပတ်ဆံကိုပတ်ဆံအစအိတ်နဲ့အိတ်နဲ့ပေါ့နော်အဲသမီးညာဒူဖန်ခံရအကူတသိန်းသမီးရတသိန်းပေါ့နော်အဲ့တသိန်းကိုသူ့အိတ်ထဲကိုထည့်ပြတာပေါ့နော်ဒီမှာငါနင်းတို့နိုင်ငံရေးလောက်တာအက္ခတာမရှိဘူးငါပတ်ဆံရလိုက်တာပေါ့ဆိုပြီးတော့သူ့အိတ်ထဲကိုပတ်ဆံထည့်တယ်နောက်ပြီးတော့သူ့ထည့်နေတဲ့ကြီးတယ်ပေါ့နော်အဲ့တုန်းကသူ့ထည့်နေတဲ့ကြီးရဲ့အဘပေါ့နော်အဲ့ရောက်နေရင်အဲ့အဘရဲ့လက်ထက်ကိုလည်းသူပတ်ဆံတသိန်းသွားပေးတယ် အဲ့တော့ဒီလက်ရှိဒီ main online ရဲ့ layout မှာလှုပ်လှုပ်နေတဲ့ဒီကျွန်သပေါက်လေးတွေကဒီကျွန်တော်တို့အမ်ဘောနော်ဒီနိုင်ငံရဲ့အကျဉ်းသားတွေဆရာနေပြီးတော့တောင်ငွေလိမ့်ဘောနော်တောင်ငွေဟိုဘယ်လိုကိုရှိန်ချောက်ပြီးတော့ဒါဓမြတိုက် ဓမြတိုက်တောင်းစားနေတယ်ဆိုတဲ့ဟာလေးဒါပိုလွန်မှဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့။ပြီးတော့ဒါမရှင်နာပြောတဲ့အတိုင်းဆိုလို့ရှိရင်တီကောင်တွေရနေပြီးတော့ဒါကျွန်တော်တို့ဆီရနေပြီးတော့အာဘောနဓမြတိုက်တာပေါ့ဗျ။ဓမြတိုက်တာပေါ့။တကယ်ပြောမယ်ဆိုဒါဓမြတိုက်တာလေ။ဟုတ်ကဲ့။နောက်တစ်ခုဒါသူတို့လိန်တာလိန်တာပေါ့နော်။အာမင်းတို့မိဖနဲ့တွေ့ပါရင်ကျွန်တော်တို့ကဒီတစ်ပြောင်ခဲ့ရတယ်။အာကျွန်တော်ဆိုလို့ရှိရင်ဒီတစ်ပြောင်ဒီမြောင်မြအရှုပ်ထက်မှာပေါ့နော်။နေခဲ့ရတဲ့အချိန်မှာကျွန်တော်တငယ်ချင်းတွေကကျွန်တော်လာတွေ့တယ်။လာတွေ့တဲ့ခါမှာအာဟဲ့အောင်မင်းကနေနိုင်ငံရေးသမလားမဟုတ်ဘူးဆရာ။ကျွန်တော်နိုင်ငံရေးသမမဟုတ်ရင်မင်းသူနဲ့တွေ့ရှင်ဘယ်လောက်ပဲ။ဒါမျိုးလေးတွေရှိနေဗျ။အဲ့တော့ ခုလက်ရှိနေပြီးတော့ဒီအဒီထုံးကိုအရှုံးမှာရောနောက်ထပ်ဘာတွေများဆက်ပြီးတော့ဖြစ်သေးလဲပေါ့နော်ဟုတ်ကဲ့အဲ့ဒါတညာထုံးကိုအရှုံးမှာပဲအိတ်လိုက်ရရပေါ့နော်အော်ထုံးကိုအရှုံးကလည်းတော်တော်ဆိုးဆိုးပေါ့နော်ဟိုရာနိုင်ငံတော်ပတ်စံချပေးတယ်သူတို့စကန်းကိုပြုပြင်လာရပိုင်းမလုပ်ဘူးထင်တယ်။ main main ကလေးရဲ့ချုပ်ခန်းနဲ့ယောက်ျားလေးချုပ်ခန်းဆိုပြီးတက်တက်ခွဲထားတာမရှိဘူး။ဟိုယောက်ျားလေးရဲ့ main ကလေးကိုအတူတူရဲ့အိတ်ခန်းနဲ့ ဒါမိန်းကလေးကကျွန်တော်ဒီဘက်တောင်မှာပေါ့နော်သူတို့ကအဲ့ဟိုဘက်မှာကျတော့ယောက်ျားလေးညံ့နှစ်ယောက်ပေါ့နော်အဲ့နေညအဲ့နေညကမတင်ကောင်မှုနဲ့ဖမ်းထားတဲ့အိုးကြီးတယောက်ရှိသေးရဲ့အမပေါ့နော်သမီးနဲ့အတူတူဖမ်းခံရတဲ့အိုးတယောက်ကပေါ့နော်အဲ့နှစ်ယောက်နဲ့သမီးရမိန်းကလေးတောက်ထဲပေါ့ဒီဘက်ကအစုပ်ခန်းမှာအစုပ်ခန်းကလည်းတခန်းနဲ့ထားတာအစုပ်ခန်းကလည်းချင်းချင်းလေးတော်တော်ကိုချင်းချင်းလေးရဲ့ဟုတ်ဒါဆိုရင်ဒီအဲထုံးဖို့အရှုံးမှာအဲမိန်းကလေးအခန်းလုံးသိတတ်မှရှိပဲဒီမိန်းကလေးယောက်ျားလေးနဲ့တွေးပြီးတော့အိုက်ခိုက်တဲ့သဘောပေါ့ဟုတ်ကဲ့ဟုတ် ဘလောက်ရက်ဆက်ရောက်မှာရင်ဆိုင်လဲเนาะအဲ့တော့ဒီကျွန်တော်ဒီဗီဒီယိုကိုကြည့်နေတဲ့အမိဖပြည်သူတွေအနေနဲ့ပေါ့เนาะအဒီဟာလေးကိုတစ်ချက်အမှတ်ထားပေးစေချင်တယ်ကျွန်တော်ဘာလဲဆိုတော့ဒီ session နဲ့အရွယ်အပြိုအရွယ်ကလေးမလေးတယောက်ကို အရှုပ်ထက်မှာဒီယောက်ျားရင့်မှာရည်တယ် ਨੇ တခန်းတည်းအတူတူအိုက်ခိုက်နေဆိုတာဒါလူသားမဆန်ပဲနဲ့ဒါမဲအောင်လိုင်းရဲ့ဒီပေါ့နော်ဒီရက်စက်ရောက်မှာရိုင်းဆိုင်တဲ့မဲအောင်လိုင်းရဲ့အာဒီဆက်ခွေပေါ့နော်ဒီကြုံတပေါက်လေးတွေရဲ့ဒါပြုတ်မှုလောက်ဆောင်ချက်ဆိုလေဆိုတဲ့ဟာလေးတွေကိုဒါတစ်ချက်သိစေချင်တယ်အဲ့တော့ဒီနေ့ပေါ့နော်ဒါဒီဒီကနေ့ဒါနေပြီးတော့ဒီကျွန်တော်တို့ဗီဒီယိုနေပြီးတော့ပေါ့နော်ဒီတိရှိနေတဲ့အမိဘပြည်သူတွေအနေနဲ့လည်းဒါကျွန်တော်ပြောချင်တာပေါ့နော်ဒီနေ့ဒီကျွန်တော်တို့ဒီဆက်ခွေမဲအောင်ဒီ းဆက်ခွေကိုအာနာယုအာနာယုမင်းအွန်လိုင်းကို ကျွန်တော်ကဘလို့အမြင့်ပြတ်ရှင်မောင်းဖို့အတွက်ဒါကျွန်တော်တို့တိုက်ပွဲဝင်နေကြတဲ့ဒါဘောနော်ဒီတိုင်းရင်းသားလက်နက်ကိုင်တွေ ဒီကိုရောနောက်ဒီကျွန်တော်လက်ရှိနေပြီဒီအချင်းထောင်ထဲမှာနေပြီးတော့နှိုက်ဆက်မြင့်ပတ်ခံရပြီးတော့လက်ရှိထောင်ကျနေကြတဲ့ဒီလူတွေကိုရောပေါ့နော်ဘယ်နော်အပေးဝိုင်းရန်ပြည့်စုံချင်ပါတယ်ခင်ဗျာအဲ့တော့ဒီဒီတော့ပေါ့နော်ဒီတော့ဒီကျွန်တော်တို့ပေါ့နော်နောက်ထပ်ဒီဆက်လက်ပြီးတော့ဒီနောက်ထပ်ရောက်လာမယ့်ဒီဗီဒီယိုတိုင်းဗီဒီယိုတိုင်းမှာလည်းပဲဒီကျွန်တော်တို့ဒီအသောကကိုရင်မှာပိုက်ဒုက္ခကိုကျုံးမှာလည်းပဲနှလုံးသားတွေကိုကျွန်တော်စတဲ့ပြီးတော့ဒါအချင်းထောင်ထဲမှာဘယ်လိုရင်ဆိုင်ဖြတ်တန်းခဲ့ရတယ်ဆိုတဲ့ဟာလေးတွေကိုနောက်ထပ်ဗီဒီယိုမှာဆက်လက်ပြီးတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးမင်္ဂလာပါကျေးဇူးတင်ပါတယ်ခင်ဗျာ OK，这着就买一些。